တနင်္သာရီမြို့နယ်မှာစစ်ကောင်စီရဲ့ကုန်စည်ကတ်သတ်မှုတွေကြောင့်ရိတ်ခါပြက်လက်လာနေပြီးကုန်စည်နှုန်းတွေလည်းတက်လာနေတဲ့အတွက်ဒေသခံတွေအခက်အခဲကြုံနေကြရပါတယ်။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါတယ်ရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကကြေးရွာတွေမှာစစ်ကောင်စီတပ်ကရိခါတွေဖျက်တောက်နေတဲ့အတွက်အသားငါးနဲ့ကုန်ပစ္စည်းတွေပြက်လက်တဲ့တံကိုခံနေရပြီးပုံစင်းနှုံးတွေတက်နေတယ်လို့ဒေသခံတွေကပြောပါဗျ။ဆန်စီစားလို့မဖြစ်မနေလိုအပ်တဲ့ရိခါကုန်ပစ္စည်းတွေကို စစ်ကောင်စီကမြေမျိုးကနေတနင်္သာရီမြို့ပေါ်အထိသာတည်ဆောင်ခွင့်ပေးပြီးကြေးရော်တွေမှာရောင်းချဖို့အတွက်ဒေသခံတွေဟာတနင်္သာရီမြို့ပေါ်ကနေတဆင့်သွားရောက်ဝယ်ယူနေရတယ်လို့ဆိုပါတယ်။အဲဒီလိုကြေးရော်တွေကနေမြို့ပေါ်မှာသွားဝယ်ရတဲ့အတွက်ပြန်လည်ရောင်းချသူတွေဟာလမ်းခီးစေးအပြင်ဂိတ်ကြီးပါတောင်းတလောက်ပေးရတဲ့အတွက်ကုန်စည်နှုန်းတွေထိုးတက်လာတာလို့တနင်္သာရီမြို့နယ်ကဒေသခံမျိုးသမီးတယောက်ကပြောပါတယ်။ ။မမဦးစိုးတော့ဒီမျိုးရိတ်ခေါအသားကားလေးဆိုသူတို့သုံးလေးအစားကတော့ဒီအသားကားတွေဆိုလို့ရှိရင်သုံးလေးရက်လောက်ကိုလုံအောင်ကိုတင်ခွင့်မပေးဘဲနဲ့ဖျက်ပစ်လိုက်တယ်။အခုရက်ပိုင်းမှာတော့အသားကားတွေကိုတော့တင်ခွင့်ပေးတယ်ဆိုပေမဲ့ကားသမားတွေကသူတို့ခေတ်ကိုရောက်ရင်လက်ထိုးရတယ်။တောင်းတလောက်ပေးရတာဆိုတော့အသားကားတွေကနည်းနည်းပါးပါးတော့တင်ခွင့်ရသေးတယ်။စံကားတွေဆိုရင်တဲခွင့်ပေးတယ်ဆိုပေမဲ့လည်းသူတို့တောင်းတဲ့စီကအရန်ကိုများတယ်ဥပမာစံတအိတ်ကိုမိမ၅000ဆိုရင်ဒီဘက်မှာ3000လောက်စီးတက်တယ် ကျောက်တွေဆိုမြင်အောင်မမြင်ဘူးတော့ဘူးရိခါတွေဆိုရင်လည်းလမ်းမှာသူတို့ဂိတ်ကြီးတွေကိုပေးပြီးမှတင်ဆောင်ရတာအရောက်တိုင်းလည်းတင်လို့မရဘူးသူတို့နဲ့နီးစပ်တဲ့သူတို့ချို့ပဲတင်ခွင့်ရတယ်ဒါကြောင့်ကုန်စည်လုံးတွေဆိုလို့ရှိရင်နှစ်ဆလောက်ပေးပြီးမှကိုတင်ဆောင်ရတယ်မြင်းမြို့မှာရောင်းတဲ့ OKNI မျိုးစားဆန်တဲ့အိကိုကုန်စည်တဲယူခွင့်မကန့်သက်ခင်ကကျက်သသိန်း2000ဝန်းကျင်ရှိခဲ့ပြီးတဲယူခွင့်ကန့်သက်ပြီးနောက်မှာတော့ကျက်သိန်း4000ကျော်အထိဈေးပေါက်နေပါတယ်အဲ့ဒီပြင်စားသုံးစီတစ်ပုဒ်ကိုကျက်9000ကနေကျက်9000အထိဈေးတက်သွားပြီး စားတပိတ်တာကိုအချက်100ကနေ2000ထိဈေးတက်သွားတယ်လို့ဆိုပါတယ်။တနင်္သာရီမြို့နယ်ကကျေးရွာတွေမှာပြေးဆွဲတဲ့ကုန်ကားတွေကိုလည်းစစ်ကောင်စီတပ်ကစစ်ဆေးသိမ်းဆည်းတာတွေလုပ်ဆောင်တဲ့အတွက်ကုန်ကားတွေရနာကုန်တယ်လို့မြေခင်ရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းနှင်းရဲ့တာဝန်ခံကပြောပါတယ်။ကျွန်တော်တို့တနေ့တည်းဒီဖေမားလေးကြတော့အခုဆိုရင်ဒေါ်လာရေးထိတ်ကျုံနေပြီဖြစ်တဲ့ပေါ့နော်အဲ့ဒီကြာရီလည်းပဲဒီဖေမားဒေါ်လာရေးတဖယ်လေး PDR ပေါ်ခါပါလေးနဲ့စုမှုနဲ့ကြီးလေးလည်းတော်တော်များများလေးစီးတဲ့ဆိုတော့အဲ့ဒီဟိုဟာလေးမှာ အဲဒီကတော့အရသာတီတူတွေကိုသူတို့ကဖောက်နိုင်ရိတ်ခါလေးဖြတ်တာဟာဆိုရင်ဒီတော်လိုက်အဲရဲဘော်လေးမှာလည်းပဲအဲရိတ်ခါလေးပြတ်သွားအောင်ပေါ့နော်အဲ့လိုကြီးရဲ့ခြေစစ်စစ်နဲ့လုံလုံတဲ့လိုပဲအဲ့လိုပဲတုတ်တမ်းမိတဲ့ကိုတီတူလေးမှာလည်းပဲဟိုထုတ်ကိုကိုနည်းနည်းတည်သွားအောင်ပေါ့ဗျဒီရဲဘော်လေးတော်တော်များများခုနောက်ပိုင်းဆိုရင်ဒီဒီလိုမျိုးလေးလုံလေးကြော်လိုက်ကြ မြိတ်တနင်္သာရီကာလန်ပိုင်းကစစ်စေးရိတ်တွေမှာလဲကုံကားတွေပစ္စည်းတင်ဆောင်တဲ့အခါစရင်တင်ပြရပြီးတတ်မှတ်ထားတဲ့စရင်ထဲပိုတင်ဆောင်တော်ကိုတွေ့ခဲ့ရင်ဖမ်းဆီးရေးယူမှုတွေလုပ်ဆောင်တယ်လို့ဆန်အိတ်တွေကိုလည်းအကန့်အသတ်နဲ့သာတင်ဆောင်ခွင့်ပြုထားတယ်လို့သိရပါဗါဒအာနာသိမ့်ပြီးနောက်စစ်ကောင်စီတပ်ကတနင်္သာရီမြို့နယ်တွင်ကကြေးရွာများစုကိုစာနယ်ရိတ်ခါနဲ့ဆေးဝါးအပါအဝင်73စီတည်ယူခွင့်ကန့်သတ်ထားပြီး2025ခုနှစ်ကစတင်ကပုံမှန်တင်ကျပ်လာနေပါဗါဒကျွန်တော်လေးရင်ပါ